ပဿနာကျင့်စဉ်ဆိုတာဘယ်လောက်ကျင့်ရမှာတော့လို့မေးတသက်လုံးကျင့်ရမှာဘယ်အချိန်ကျင့်ရမှာတော့ဆိုအချိန်မီွေးကျင့်ရမှာကုသဏမှာဒီဝိပဿနာက3မျိုးရှိတယ်ပေါ့အခုကအဆင့်3မျိုးကိုပြောတာအဆင့်3မျိုးကညာတပရိညာအဆင့်တိရဏပရိညာအဆင့်ဘာဟာနာပရိညာအဆင့်လို့အဆင့်30နဲ့တွားတယ်အဆင့်ကျော်ပြီးတော့မလုပ်ရဘူးညာတပရိညာအဆင့်ဆိုတာ ဝိပဿနာရဲ့အာယုံနဲ့ပတ်သက်ပြီးတော့ပိုင်းပိုင်းနဲ့နဲ့သိအောင်လုပ်တာတိရဏပရိညာရဲ့အဆင့်ဆိုတာဆုံးဖြတ်ချက်ချနိုင်တာအဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့မမြဲတဲ့သဘောဆင်းရဲတဲ့သဘောကိုမပိုင်တဲ့သဘောဆိုတဲ့တာမညာလက္ခဏာရှုထောင့်ကဆုံးဖြတ်ချက်ချနိုင်တာပါဟနာပရိညာအဆင့်ဆိုတာအထင်းလေးအမြင်လေးမှားယွင်းလာတဲ့အယူဆတွေကိုဖယ်ရှားသွားနိုင်တာဟော၃ဆင့်၃ဆင့် ပိုင်ပိုင်နိုင်နိုင်တိတဲ့အဆင်ကနေပြီးဆုံးဖြတ်နိုင်တဲ့အဆင်ကိုရောက်သွားတယ်။ဆုံးဖြတ်နိုင်တဲ့အဆင်ကနေပြီးတော့အမားတွေကိုဖယ်ရှားပြစ်နိုင်တဲ့အဆင်ကိုရောက်သွားတယ်။အဲ့ဒီအဆင်ရောက်သွားမှဒီဝိပဿနာဉာဏ်ဟာမဲ့ဉာဏ်ရဲ့အကြောင်းတရားဖြစ်လာမယ်။မဲ့ဉာဏ်ရဖို့ရအတွက်မဲ့ဉာဏ်ဆိုတာလောရတဲ့အလုံးမဟုတ်တော့ဘူး။ကိုလောရမှဝိပဿနာဉာဏ်ပဲ။မတရားလိုခြင်းဝိပဿနာပဲလောရမှာ။ အလင်းအောင်လိုချင်လို့ရှင်ဘာလို့ရတော့မီးထွန်းတာပဲပေါ့နော်ဟိုအလင်းကိုကိုက မီးမထွန်းမနဲ့ငါအလင်းရကျင်တယ်ဆိုလို့မရဘူးလေအဲ့တော့အကျိုးတစ်ခုဟာအကြောင်းတရားကိုအထုတ်ရတာပဲအဲ့တော့ဝိပဿနာဉာဏ်ကိုအထုတ်ရင်ကနေပြီးတော့ပညာဖုံညာဆိုတာမျက်မှောက်ပြုရတဲ့အရာတစ်ခုဖြစ်တယ်ပေါ့အဲ့တော့ဝိပဿနာကိုသုံးမျိုးခွဲထားတာရှိတယ် ဝိပဿနာတခုကသင်္ခါရတရားတွေကိုပိုင်ပိုင်နိုင်နိုင်သိတဲ့ဝိပဿနာကသင်္ခါရပရိက္ခဏနာဝိပဿနာလို့ခေါ်တယ်။သင်္ခါရတရားတွေကိုပိုင်းခြားပြီးတော့သိတဲ့ဉာဏ်။အဲ့ဒီဉာဏ်ကဒီထက်မြက်သည့်ဖြစ်စေမထက်မြက်သည့်ဖြစ်စေဝိပဿနာဉာဏ်မှန်သမျှသည်မဉဏ်ကိုဥတည်ပြီးတော့နောက်ဆုံးကမဉဏ်ကိုပဲဖြစ်ပေါ်စေနိုင်တယ်တဲ့။အော်ထက်တဲ့ နောက်ဝိပဿနာဉာဏ်တစ်ခုကဘာတော့ဆိုရင်ဖလားသမပတ္တိသောတပန်ဖြစ်လို့သောတပတိဖို့ဝင်စားခြင်း ਨੇ အဲ့ဒီအဆင့်ကိုပြန်ရောက်ခြင်း ਨੇ ပြန်သွားခြင်း ਨੇ တဂရဂံဖြစ်လို့တဂရဂမိဖို့အနာဂမိအနာဂံဖြစ်လို့အနာဂမိဖို့ရဟန္တာဖြစ်လို့ရတ္တဖို့ပြန်ပြီးတော့ဝင်စားခြင်း ਨੇ ဆိုရင်လေဟောဒီဝိပဿနာကပဲသွားတယ် အဲ့ဒီဝိပဿနာကြတော့ဖလသမပတ္တိဝိပဿနာလို့ခေါ်တယ်။ तू ကြတော့ထက်မြက်မှပဲရတယ်။နှုတ်နေရင်ဖူဝင်လာလို့မရဘူး तू ။ကိုဝိပဿနာထက်ထက်မြက်မြက်ဖြစ်အောင်ဘယ်လိုလုပ်ရလဲချင်းရပါမယ်နောက်တစ်ခုဝိပဿနာတစ်ခုကတော့ဘာလို့ဆဲនិရောဓသမပတ္တိအတွက်ဝိပဿနာအဲ့ဒီនិရောဓသမပတ်ဆိုတာတော့အနာဂတ်နဲ့ယဟန္တာပဲဝင်စားလို့ရတယ် အနာဂံယဟနာလည်းပဲဆံရပြီးသားတမထဝိပဿနာစုံနေကျင့်ထားတဲ့ပုဂ္ဂိုလ်သာဝင်စားလို့ရတယ်။ဘဝတစ်ခုမှာ စိတ်ကိုခဏယက်တံပြစ်တဲ့ဤစနဲ့ဟာအမတမခက်ခဲတာပေါ့။တမန်နဲ့ပဲလွယ်မလဲ။အသိစိတ်တွေကိုယက်တံမလိုက်တာ။အရှိန်အဟုန်နဲ့သွားနေတဲ့စီးနေတဲ့အရာကြီးတစ်ခုခိတခဏယက်ပလိုက်တာ။စိတ်တွေကိုယက်ပလိုက်တယ်။အဲ့ဒါလို့ယက်နာထားနိုင်တဲ့ဆွမ်းရတ္တိရှိတဲ့ နိရောဓသမဘတ်ဆိုတဲ့ဟာဝိပဿနာဟာ तू ကမထက်မညံ့တိတ်ပြီးတော့လဲထက်တန်တဲ့ဝိပဿနာမဖြစ်เสียရဘူးတိတ်ပြီးတော့ပြော့ညံ့တဲ့ဝိပဿနာလည်းမရှိเสียရဘူးအလဲအလန့်ကို तू ကသွားရတယ်တဲ့သွားမှကိုလို့ချင်တဲ့အလုပ်ဟာရဟုတ်တာပေါ့ရွှေကိုတန့်စင်တဲ့ပုံကဟာမီးပြင်းလို့လည်းမရဘူးမီးလျှော့ပြီးလုပ်လို့လည်းမရဘူး तू က ရွှေရဲ့အညစ်အကြေးကိုထုတ်ချင်လို့ရှိရင်မှန်ကန်တဲ့ဒီစနစ်နဲ့သူကသွားမှ အပူပေးလိုက် အေးအေးခံလိုက်အပူပေးလိုက်အေးအေးခံလိုက်နဲ့ဒီလိုသွားမှသူကရွှေရဲ့အညစ်အကြေးတွေဆိုတာထွက်သွားနိုင်တယ်အဲ့ဒီသဘောပဲအဲ့တော့ဒီကနေ့ကျင့်ကြံကြိုးကိုအားထုတ်နေကြတဲ့ဝိပဿနာဉာဏ်ဆိုတာသင်္ခါရတွေကိုပိုင်ပိုင်နိုင်နိုင်သိဖို့ကြိုးစားတဲ့ဝိပဿနာဉာဏ်ဖြစ်တယ် ဘသူရဲ့ကြိုးစားချက်ပြဖြစ်ဖြစ်နိဗ္ဗာန်ရဲ့အထောက်အကူမညံရဲ့အထောက်အကူဖြစ်ပါတယ်အနေနဲ့အမြန်သာရောက်တာမရောက်တာအနေနဲ့အမြန်ပဲရှိတယ်အထောက်အကူမဖြစ်တဲ့ဝိပဿနာဆိုတာမရှိဘူးတဲ့ချိန်တန်လို့ရင့်တန်လာလို့ရှိရင်တူးနဲ့တူးကမတူညီနိုင်ဘူးအတိညာရင့်တန်တာနဲ့မရင့်တန်တာမတူနိုင်ဘူးမတူနိုင်သေးတဲ့အတွက်ကြောင့်ဒီရတာမရတာကိုမစင်စားပဲနဲ့ လှုပ်ထာမလှုပ်ထာကိုပဲစဉ်းစားအောင်ကိုဟာလှုပ်နေတဲ့ပုံကူလားခကြီးတစ်ခုဟာသွားတဲ့အခါမှာမလှမ်းဘဲနဲ့မသွားဘဲနဲ့ရောက်တဲ့ခကြီးဆိုတာမရှိဘူးကုံချောင်းသွားသွားပါနဲ့သွားသွားတလန်းချင်းတလန်းချင်းသွားနေဖို့လိုတယ်ခြေလန်းတရားရောက်ရမယ့်ခကြီးဆိုလို့ရှိရင်တလန်းလန်းထားပြီလို့ရှိရင်69လမ်းပဲကျန်တော့တယ်တလန်းမှမလှမ်းသေးတဲ့လူကအလန့်တရားလုံးကျန်နေမှာပဲ အဲ့ဒီအလှမ်းတရားသူကသူတော့ပြေးလာမှာမဟုတ်ဘူးကိုယ့်ဘာကိုစ조사ပြီးတော့လှမ်းကြအောင်မှာဖြစ်တယ်ပေါ့အဲ့တော့ဝိပဿနာကျင့်စဉ်ဆိုတာလည်းပဲဒီလိုပဲကျင့်ပြီးတော့သွားအောင်အဲ့ဒီလိုကျင့်ကြံကြိုးကိုအားထုတ်နေမှာဟောတလှမ်းပြီးတလှမ်းတလှမ်းပြီးတလှမ်းဆိုတာနီးလာတဲ့သဘောပေါ့နောက်ဆုံးဟာကိုလိုချင်တဲ့မတ်တေဖို့တွေကိုရရှိပြီးတော့သင်္ခါရတရားတွေလုံးဝချုပ်ငြိမ်းသွားတဲ့အဆင့်ကိုရရှိနိုင်တယ်အဲ့ဒီလိုရရှိအောင် ခွန်ကြီးတို့တွေဟာဘာတွေလိုအပ်တယ်လဲဆိုရင်တတိတရားလိုအပ်တယ်တတိဆိုတာအာယုန်နဲ့စိတ်ကလေးပေါ်မှာအမြဲတမ်းရှင်တွဲနေဖို့အဲ့ဒီတတိရှိတဲ့အခါမှာလေတတိလေးတစ်ခုတည်းနဲ့မပြီးဘူးတတိရှိလာပြီဆိုတဲ့အခါမှာဆင်ခြင်တုံအတိညာသဘာဝတရားတွေကိုသိမြင်နိုင်တဲ့ဉာဏ်ဉာဏ်စွာရှိဖို့လိုတယ်အဲ့ဒါလို့ဖြစ်အောင်調査အထောက်ဖို့လိုတယ်လိုတယ် ဒါကြောင့်မို့မဟာတတိပဋ္ဌာန်သုံးပါအာတာပီသမ္ပဇာနောတတိမာကမ္မဋ္ဌာန်းတရားအထုတ်ပြီဆိုရင်အာတာပီဆိုတဲ့ဝီရိယရှိရမယ်တတိမာဆိုတဲ့တတိရှိရမယ်သမ္ပဇာနာဆိုတဲ့စင်ဉ္ဉ္ညာနော်ဒီဉ္ဉ္ညာဆိုတာကအမတမ်းမအရေးကြီးတာ तू ကညာကအလုံးကိုသိတဲ့အခါမှာ तू ကတတိကစင်ဉ္ဉ္ပေးတယ်လို့ညာကနေပြီးတော့အတိန်အနဲ့အတိုးအလျှောက် ဒီသဘောတရားတွေကိုနားလည်ပြီးတော့လှုပ်ဆောင်ကြရတယ်။ကာမောဏတောင်မှပဲစဉ်းစားရတာပဲလေ။စပီရှော့တဲ့အချိန်ရှော့ရမယ်၊တင်းတဲ့အချိန်တင်းရတယ်ဆိုတာဒါအတိညာဏ်ကလည်းပဲနိဗ္ဗာန်ကိုသွားတယ်ဆိုတဲ့အခါမှလည်းပဲဒီဟာအရေးကြီးတာပဲပေါ့။ကိုယ့်ရဲ့အတိညာဏ်နဲ့ကိုယ့်ရဲ့အနေထားတစ်ခုကိုမှန်ကန်အောင်ကြည့်တတ်တဲ့အတိညာဏ်တစ်ခုတမ္ပဇာနာလို့ခေါ်တာပဲ။အေးမဖြစ်စေရမယ့်အရာတွေကတော့ နိဝရဏတရားတွေကိုမဖြစ်စေရဘူးဒီအာယုံပေါ်မှာလောဘဆိုတာမလားစေရဘူးဒေါသဆိုတာမဖြစ်စေရဘူးကြံတဲ့နိဝရဏတရားတွေအာဟုတတရားတွေမဖြစ်စေအောင်လုပ်တာဒါကိုပဲတရားကျင့်တယ်လို့ခေါ်တာပါအဲ့တော့ဝိပဿနာအကျင့်ကိုကျင့်တယ်ဆိုတာဒီတခုတည်းသောနိလန်းပဲမြတ်စွာဘုရားဟောထားတဲ့ဒီကျင့်စဉ်အတိုင်းပဲအလုံးဟာကျင့်ကြမှာဖြစ်တယ်တန်တရားကစင်ကြယ်မှုမရှိလာတဲ့စိတ်တတ်တွေဟာလည်းပဲစင်ကြယ်လာနိုင်တယ်ဒီနောက်ဆုံးကြတော့ နိဗ္ဗာန်ဆိုတာကိုမျက်မှောက်ပြုနိုင်တယ်လို့ကိုစီကိုစီသဘောကျပြီးတော့ကျင့်ကြံကြိုးကုပ်အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း